ေအားလုံးဝင်မင်္ဂလာပါနော်ဘယ်ဝင်လာတာနဲ့လိုင်းလက်မလေးဒီနေအားမိသားလို့နော်ကြည်နေမှုရှိရင်ကြည်လင်မှုရှိရလေးတစ်ချက်မှတ်မယ်ဘလောက်အောင်ပြောနေကြစကားလေးလူလေးနည်းနည်းစောင့်မယ်နော်ဘယ်မိသားစုဝင်ဒီအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လူရဆန္ဒတွေတလုံးတော်ဝပြည့်စုံကြပါစေတရားနော် လာအောင်ညနေပိုင်းညနေပိုင်းဒီစီမှာ live show မလွန့်သေးဘူးတရားเนาะအဲ့ဒါလေးတစ်ချက်နားလည်ပြီးပါတကယ်လို့ live show ညနေစီမှာမလွန့်သေးလို့ဩကွက်ကလေးတွေလိုချင်ပါတယ်ဆိုရင်တော့ဒီဖုန်းနံပါတ်ကလေးကိုเนาะဖုန်းနံပါတ်ကလေးမှာဖမ်းပြီးတော့เนาะဒီဖုန်းနံပါတ်ကလေးကိုညနေပိုင်းမှာကနန်းဩကွက်ကလေးတွေလိုချင်နေဆိုရင်တော့ဖမ်းပြီး highlight ပါเนาะမိသားစုဝင်နေเนาะလာအောင်ရောက်ပို့ပေးပါမယ်เนาะ ဒါညနေပိုင်းကိုတွေ့တာပါเนาะဒီမနေ့ပိုင်းကတော့ကိုလိုက်အောင်မိသားစုဝင်တွေအတွက်เนาะကြိုးစားထားတဲ့စနစ်ကောင်းလေးတွေကိုမနေ့ခင်းမင်္ဂလာเนาะမင်္ဂလာပါအားလုံးပဲเนาะကိုလိုက်အောင်မိသားစုဝင်တွေစိတ်ချမ်းသာကိုကျမ်းမာကြပါစေเนาะမင်္ဂလာရှိတဲ့နနေ့ခင်းလေးမှာကိုလိုက်အောင်မိသားစုဝင်တွေစီးပွားရေးရှစ်ပူမှာမင်္ဂလာပါเนาะ ကဲကြည်လင်မှုလေးရှိရလားနော်ဒီချက်လောက်မှန်ပြီပါနော်ဝင်လာတယ်လဲလိုက်လဲမလေးတွေအားပေးတာနော်လူသစ်ကလေးတွေဆိုရင်လဲ channel လေးကို subscribe လေးတွေနှိပ်တာနော်ဖုန်းနံပါတ်ကလေးတွေမှတ်ပြီးပြီလားနော်တကယ်လို့ညနေပိုင်းမှာကိုလောက် live show မရှိခဲ့ရင်နော်တစ်ချက်တီးလို့မှ live show တက်မလာခဲ့ပါဘူးဆိုရင်မိသားစုဝင်နေတာနော် ဒီဖုန်းနံပါတ်ကလေးကိုလှမ်းပြီး high လိုက်ပါနော်အဲကုလောင်းပြောနေတယ်ပြောထားတယ်နော်ကုလောင်းအောင်ရဲ့ဒီမှာကျွန်တော်တို့စီပါရူမွေးကွက်ကြီးမနေ့ကလည်း၃ညခွန်ဆိုပြီးတော့ကျွန်တော်ဒီပွဲမှာ၃ကွက်ကြမယ်လို့ကိုအာမခံတာနော်ဆက်တလာပိုင်းတလာလုံးမွေးရမယ်ဒီကောင်ကကျွန်တော်ပြောတယ်ပစံလေးတွေနဲ့အတင်းအင်းပစံလေးတွေနဲ့ဟာလား သူတွေကိုစောင်းမောင်းတဲ့တချို့ဝလာအောင်တို့ရှိကိုရောက်ရောက်လာတဲ့မိသားစုဝင်တွေရှိတယ်။ဆရာသိန်းရှုပ်လီလားမဟုတ်လီလားတော့မသိဘူးပေါ့နော်50ရှုံးနေတယ်100ရှုံးနေတယ်ကျွန်တော်တို့ကိုကြီးပါဆိုတော့မိသားစုဝင်မျိုးတွေစာလုံးမောင်းတဲ့ကြာဒီမှာကိုလာအောင်ချပေးတယ်သူကဒီ17လပိုင်းတက်လာလုံးမှာနော်အခုကျွန်တော်တို့17လပိုင်းဒီတပွဲပြီးနောက်ထပ်အားရပွဲနှစ်ပွဲကြံနေတယ်နော်သူကကြာသွားတယ်ကြာသွားရင်တည်းအစအပြန်ပြန်ထိုး ိုက်လို့နော်အိုရင်ပွဲကတပွဲလဲကြာသွားတယ်တပွဲကြာသွားပြီမှဒါကျွန်တော်တို့ဆက်လိုက်ဆက်လိုက်အခုဒီပွဲလဲကြာတော့ကျွန်တော်တို့30ခွန်မှာတာထူရမယ်အခုဒီနေ့300ခွန်ရပြီဒီပွဲထဲမှာနေဒီကောင်နောက်တစ်ချိန်ကတော့ချိန်သေးတော့အောင်ဆိုအရင်ပွဲမှာ तू ကတပွဲကြည့်ရတယ်ဆရာတဲ့ဟုတ်ပြီအဲ့ဒါဆိုရင်နော်ဘယ်ကိုလိုက်အောင်မိသားစုဝင်တွေအတွက်လိုက်လဲမလေးဒီနေလဲအားပေးထားမယ်နော် ဲလင်မာလီဒီမျိုးလည်းအားပေးထားမယ်စနစ်ကောင်းမှုကောင်းလေးလည်းတစ်ချက်တော့เนาะကျွန်တော်တို့ ယ်အားလုံးပဲလိုင်းလဲမာလေးနေနဲ့အားပေးထားမယ်မိသားစုဝင်ဆံနော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့စနေကလေးကိုသွားမယ်ဗျာနော်စနေကလေးတွေကိုသွားတင်နေစနေကလေးတွေကတော့နည်းနည်းကောင်းတာလေးပေါ့နော်ကောင်းတာလေးကိုရွေးနှုတ်ချက် တစ်ခုနဲ့ပေါ့နော်မိသားစုဝင်များကိုမျှဝေမှာပါနော်ကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းပေါ့နော်တတကိုဆိုတဲ့သုံးလုံးပေါင်းရက်လက်ကလေးဒီတလို့ရတယ်နော်ဒီသုံးလုံးပေါင်းခြင်းတကြောင်နော်မိသားစုဝင်တတကိုဆိုတဲ့သုံးလုံးပေါင်းခြင်းတကြောင် ီသုံးလုံးချင်းတေးလို့ပြန်ထည့်တာနော်ကြည်လင်မှုလေးရှိရလားတစ်ချက်တော့နော်တော်တော်ပြီတီတီကိုဆိုတဲ့သုံးလုံးမောင်းချင်းတစ်ကြောင်ဆရာကြီး90ပဲဟာအကကောင်းလေတဲ့အော်ခွန်နေနိုင်အဆရာကြီးအဲဟာအားကောင်းလဲ၅တုံညာပဲဟာအားကောင်းလဲပြောတာလည်းမြည်နော် ီသုံးလုံးပေါင်းချင်းတစ်ကိုဒီသုံးလုံးပေါင်းချင်းတစ်လို့ထည့်လိုက်တော့သုံးထိပ်နော်အဲ့ကောင်ကျွန်တော် declaration မှာနော်အဲ့ဒီမှာဒီက9ရယ်9ရယ်ဒီက9ရယ်ပေါ့နော်တတစ်ကိုသုံးလုံးပေါင်းချင်းတစ်ကို9ခွန်သုံးလုံးပေါင်းချင်းတစ်နဲ့ထည့်ခွန်ဘေးခွန်တက်သုံးသုံးလုံးပေါင်းချင်းတက်နေတဲ့သုံးထိပ်ပေါ့နော်အဲ့မှာ30ခွန်ဆိုတော့တဘောက်သေးကိုချမှာနော် ျွန်တော်နောက်တစ်ချက်၄ရဲ့တကယ်၄ရဲ့ပေါ့နော်၄၁၄သုံးလုံးပေါင်းရင်၉လို့ရ၄၁၄သုံးလုံးပေါင်းရင်၉ကိုနော်၅ရဲ့၆ရဲ့၈ရဲ့သုံးလုံးပေါင်းရင်၉လို့ပြန်ထည့်လိုက်ရှစ်ထိပ်အဲ့ဒီမှာရက်တကယ်၃ရဲ့၅ရဲ့သုံးလုံးပေါင်းရင်၉လို့သူလဲပြန်ထည့်ဝင်လိုက် 85ဆိုတာเนาะ3 1 1 9 3လုံးပေါင်းခြင်း1ကို813လုံးပေါင်းခြင်း1နဲ့ထည့်3ထိပ်953လုံးပေါင်းခြင်း1နဲ့ထည့်လိုက်ခွန်ဘိတ်နောက်တစ်ချက်4ရဲ့1ကဲ4ရဲ့3လုံးပေါင်းခြင်း9ကို1ကဲ3ရဲ့5ရဲ့3လုံးပေါင်းခြင်း9လို့ထည့်မယ်5ရဲ့6ကဲ8ကဲ3လုံးပေါင်းခြင်း9လို့ထည့်မယ်เนาะနောက်တစ်ချက်ခွန်ရဲ့ 6ကဲ8ကဲခွန်6 8သုံးလုံးပေါင်းခြင်းဒီတက်လို့ပဲပြန်ရမယ်နော်ကြည်လင်မှုလေးရှိရလားမသိဘူးနော်ကိုလာရောမိသားစုဝင်နေကဲလိုက်လက်မလေးနေအားပေးတာမယ်နော်ညနေပိုင်းညနေပိုင်းမှာလဲကိုလာရောအကောင်းဆုံးအခုဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့မှတ်မိသိကြလားမသိဘူးနော်ဟုတ်ပြီတယောက်ကပေါ်ရောင်ထားပြီခဏငါနော်85ကျွန်တော်တို့တနင်္လာဖွင့်ဒီမှာဩကွက်ဒီမှာလာထွက် ညနေစည်း68မှာကိုကျွန်တော်83ညခုံလို့ပေးတာဩကွက်ဒီမှာလာထွက်အဲ့လိုဖြစ်နေတယ်သုံးလုံးမောင်းကြီးတစ်ကိုသုံးလုံးမောင်းကြီးတစ်မယ်ဆိုရင်3ရခုံရရှိနေသည်အတွက်ကျွန်တော်တို့ဒီမှာတစ်ထိတ်နော်နောက်တစ်ချက်ဒီကတစ်ကဲ6ကဲတစ်လို့ဖြစ်မယ်ဆိုရင်တစ်ကဲ6ကဲရှိနေသည်အတွက်အပိတ်တစ်ထည့်အောင်နှစ်ပိတ် နော်12ဆိုတဲ့ကဏ္ဍတစ်ခွက်ထွက်ပြီဟုတ်ပြီအဲ့ဒီ12ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုဝန်တူးဆိုတဲ့ကဏ္ဍတစ်ခွက်ကအကျွမ်းဝင်လာမယ်ဆိုတဲ့ဒီဘက်ကစနစ်နဲ့အကျွမ်းဝင်လာမယ်ဆိုတဲ့လမ်းကြောင်းလေးပေါ့နော်ကျွန်တော်တို့ဒီက3ရက်8ကဲ3ရက်ဆိုတော့3လုံးပေါင်းခြင်း1ဒီ3လုံးပေါင်းခြင်း1ကို ဒီကတိကဲခွန်ရယ်၃ရယ်၃လုံးပေါင်းချင်းတေးလို့ထည့်လိုက်ရင်၃ထိပ်နော်အဲ့မှကနားနှစ်ကွက်ထွက်လာမယ်နော်ဒါကြည့်သေးချာလေးနော်ကိုလာရောင်မိသားစုဝင်နေစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနော်မင်္ဂလာနည်းနည်းခဲမှာတာယူ၃ည၃ရှစ်၃လုံးပေါင်း၁ကိုတိကဲခွန်ရယ်၃ရယ်၃လုံးပေါင်းချင်းတေးလို့တိကဲ 9ရယ်3ရယ်3လုံးမောင်းရင်1လို့ထည့်လိုက်ပြီးတော့ကျွန်တော်တို့81ကတိပိတ်နဲ့အောက်ကတကဗရိတ်နဲ့81ကဗရိတ်ဟောအပိတ်နဲ့အောက်ကဗရိတ်နဲ့3လုံးမောင်းရင်တကတေးလို့ပြန်ထည့်လိုက်3ထိတ်နဲ့နော်ဒီ3လုံးမောင်းရင်1ကို3လုံးမောင်းရင်1လို့ထည့်လိုက်ပြီးတော့ဒီ3လုံးမောင်းရင်1လို့ထည့်လိုက်ပြီး3ထိတ်နဲ့ဗရိတ်30ဆိုပြီးဒီမှာလာချုပ်တာပေါ့နော်အဲ့လိုလာချုပ်တဲ့စနစ် ောက်တစ်ချက်ကြတော့9ရဲ့1ရဲ့9ရဲ့9ရဲ့1ရဲ့9ရဲ့ဆိုတော့၃လုံးပေါင်းချင်း9လို့ရ၃လုံးပေါင်းချင်း9ဆိုတော့ဒီက9လေးဆိုတော့ break နဲ့ကျွန်တော်တို့ဒီက8နဲ့လှမ်းပေါင်းရင်9အဲ့လိုခွန်ပြီးသွားရင်ဒီက4နဲ့အဲ့ဒါ၄၄ဘိတ်နဲ့အောက်က break နဲ့ဆိုရင်လေ၃လုံးပေါင်းချင်း9လို့တန်ထက်လိုက်၈ထိတ်နဲ့ break 9 8ထိတ်နဲ့ break 3ဆိုပြီး auto လာချုပ်တာပေါ့နော် အဲ့မှာကျွန်တော်တို့နောက်တစ်ချက်ကျတော့တစ်ကဲ၄ရဲ့၅ရဲ့တစ်၄၅ဆိုသုံးလုံးပေါင်းချင်း၃ညသုံးလုံးပေါင်းချင်း၃ညဆိုတော့ခွန်ရဲ့၃ရဲ့ကျွန်တော်တို့ဒီရထိတ်နဲ့၃ညလို့ဖြစ်မယ်ဆိုရင်၃ညထိတ်ဟုတ်ပြီအဲ့ဒီ၃ညထိတ်ကိုတစ်ကဲ၄ရဲ့၅ရဲ့သုံးလုံးပေါင်း၃ညကိုဒီသုံးလုံးပေါင်းချင်း၃ညလို့ထည့်ရင်၃ညထိတ်ကိုဒီမှာခွန်ရှိနေတော့ကျွန်တော်တို့ဒီရပြိတ်နဲ့ တရားပိတ်နဲ့တရားပရိနဲ့သုံးလုံးပေါင်းရင်၃ညလို့ဖြစ်မယ်ဆိုရင်၃ပရိတဲ့နော်အဲ့လို၃ပရိဆိုတော့၃ညထိတ်ကို၃ပရိလို့ထည့်မှာဆိုတော့ကျွန်တော်တို့၃ကအော်တိုပိတ်ပေါ့နော်အဲ့တော့ကဲလိုင်းလဲမလေးဒီနေအားပေးတာကနန်းဘယ်နှကွက်ထွက်သွားမလဲဗျာမိသားစုဝင်နေနော်ဟုတ်တယ်၃ည၃ပါနော်ကြားလုံးဝင်ဘုရားရောင်းမိသားစုဝင်နေ ဟုတ်လားရောဒီမနေ့ဩဂတ်ဖြစ်မိသားစုဝင်တွေကိုရွေးချယ်မှာကတော့เนาะ1 2 0 3ပေါ့เนาะဒါကတော့ကိုလာရောမိသားစုဝင်တွေကိုအကောင်းဆုံးဒီမနေ့ဩဂတ်ဖြစ်ရွေးချယ်မယ်အရန်လီလေးနဲ့ဆိုတာမျိုးကိုပြောချင်တာကတော့ကိုလာရော46လို့ပါလို့เนาะ အဲ့ကနန်းလေးတွေ60ခွန်းလို့ပါလို့ကနန်းလေးတွေကိုပြိသုံးလမ်းမှာနည်းနည်းလေးရန်စီကျင်တယ်ပေါ့နော်ဒါလေးတွေကိုအရန်တိကစားကြည့်ကျင်တယ်ပြီးတော့တစ်ချက်ဒီနေ့ဟိုရမှာမိသားစုဝင်များချက်ကလေးပြောကျင်တာကအပင်းဇန်းလေးကနေပြီးတော့စဝင်လာတဲ့ဝမ်းကြီးတစ်ချိန်ကိုပြောကျင်တယ်အဲ့ဝမ်းကြီးလေးကိုမိမိမှာဝမ်းကြီးလေးရှိမယ်ဆိုရင်အဲ့ဒါလေးတွေညှပ်ပြီးခံရအောင်လို့ကျွန်တော်တို့ဒီမှာ ရှင်းနဲ့ကိုးနဲ့နှလုံးပေါင်းခြင်းဒီခွန်းလို့ရတယ်ခွန်းရဲ့နှက်ခတ်၃ညခွန်းလုံးညအချင်းဆိုတာကျွန်တော်တို့ဒီ80တိကိုချိန်ပါနောက်တစ်ခါ1နဲ့1နဲ့နှလုံးပေါင်းခြင်းဒီ2 2ကနှက်ခတ်4เนาะ2 4အချင်းဒီကျွန်တော်တို့54ကိုချိန်မယ်ဒီလိုစနေနေ့တွေရလဲလာရရှိရင်16 9ပင်လာတာဗျာเนาะမှန်တတ်တယ်အဲ့ဒါကြီးနှလုံးပေါင်းခြင်းဒီ9 9ရဲ့နှက်ခတ်ဒီ3လိုက်ပြီးဖြည့်စွာရတာဗောနော် 53ချိန်39ခုချိန်နဲ့ဒီမှာကြတော့လေနှလုံးပေါင်းရင်3 3ရဲ့နှစ်ခါက9 3 9ချိန်เนาะဒါမနေ့ကကျွန်တော်တို့ဘိုင်ဘာမှာမိသားစုဝင်တွေပတ်သီးလိုချင်လို့ပတ်သီးရထားတဲ့မိသားစုဝင်တွေပတ်သီးတစ်လုံးထပ်ပေးထားတယ်เนาะအဲ့ဒီပတ်သီးကိုမိသားစုဝင်တွေကဒီထဲမှာကြီးစုသူတွေပါရင်ပတ်သီးယူထားတဲ့မိသားစုဝင်တွေပါရင်ဆက်လိုက်ထားเนาะ35အချိန်က85 အခုကျွန်တော်တို့ဒီနေ့မနေ့မှာ9နဲ့9နဲ့နှလုံးပေါင်းခြင်းဒီနှစ်ဒီနေ့1ခြင်းဒီအဲ့ဒီနှစ်4 1ခြင်းလို့နော်နှစ်4 1ခြင်းကိုအခိုင်အမာကင်ကစားကြပါမိသားစုဝင်တွေနော်ကိုလာရောမိသားစုဝင်တွေအတွက်အထောက်အကူဖြစ်စေအောင်ခொနဆယ်မကြဘူးလားဆရာတဲ့တန်ကြပါတဲ့စောစောဆိုတဲ့မိသားစုဝင်နော် ကောင်းပါတယ်เนาะ90ဆိုတာလည်းကောင်းပါတယ်မိသားစုကနန်းတစ်ခွက်ကဘာမှပြောမရပါဘူးเนาะဘာပတ်ကြီးလဲတဲ့လုံးကြပါအောင်တဲ့ပတ်ကြီးကကျွန်တော်နောက်ရက်ကိုကျွန်တော်၅တလုံးကြသွားပြီးတော့နောက်ရကိုနှစ်တလုံးပြန်ပေးထားပါတယ်မိသားစုဝင်နဲ့เนาะအဲ့ဒါပတ်သီးပါကျွန်တော်ဘိုင်ဘာမှာတော့ကျွန်တော်မိသားစုဝင်နေအားလုံးအတိပါပေးပြီးသွားပြီเนาะ နှစ်လေးကိုတဲကြိုက်တာကောင်းနေ24လေတကယ်ကောင်းတာနော်နှစ်လေးဆိုတဲ့ကဏ္ဍကတော်တော်ထိုးတဲ့ကဏ္ဍအဲ့ကဏ္ဍကျွန်တော်ကတော့အဲ့24ကိုတော့ကျွန်တော်လည်းကြိုက်တယ်ထဲပါတယ်ဗျာနော်ကဲဒီသားစုဝင်နေအဲ့ဒါလေးတကွတော့ထပ်ထည့်လိုက်အောင်နော်ကြိုက်တယ်ဆိုတာတွင်းရမဟုတ်အဲ့ break 6ကအဲ့ break 6ကတျောက်ထားတာအဲ့နှစ်လေးနဲ့တျောက်ထားတာဗျာနော်နှစ်လေးနဲ့တျောက်ထားတာနှစ်လေးနဲ့၃မူးနဲ့လားမသိဘူးအဲ့လိုတျောက်ထား အဲ့ကောင်လေးတွေကြားကြရရှိရင်အဲ့ဒီကောင်လေးပြန်ထွက်ကြအဲ့ကောင်လေးတွေနည်းနည်းထည့်ရန်တော့နော်ဟဲ့အားလုံးပဲကိုလိုက်အောင်မိသားစုဝင်နေနော်တုံညခွန်နဲ့9မိနစ်တဲ့ဆရာရဲ့9နာရီကောင်းပါလေတုံညခွန်လို့ပါတော့နော်မိသားစုဝင်နေပြန်ကြလေးထိုးထားပါနော်ကျွန်တော်ရဲ့မွေးဘက်ကလေးကျွန်တော်ရဲ့စီဝါရူမွေးဘက်ကလေးတွေကတော့ ဒါကိုလာရောမိသားစုဝင်တွေကိုအရင်လဲပြပြနေတာပါနော်ပူးဆိုင်တွေးမိလားဆရာရှစ်ပူးမှာနော်ဘူးကတော့လောလောဆယ်မှာကျွန်တော်ကြိုက်လဲနှစ်ပူးလေးပူး၃ပူးပေါ့နော်နှစ်ပူး၃ပူးလေးပူးပေါ့နော်အဲ့ဒါလေးထိုးထားပါညီမနော်ဟော၂၀၃9နဲ့၃9နဲ့38နဲ့တော့ကြာလာပြီနော်ကျွန်တော်ကတော့ဒီပွဲထဲမှာတော့နောက်တစ်ချိန်လို့ ိုတော်တော်လေးယုံကြည်မှုရှိတာသေးတယ်နော်ထွန်းထွန်းကောက်ပန်ရှင်လေးကโอเคပါဟုတ်ကဲ့ပါမိသားစုဝင်နော်ကဲအားလုံးပဲမိသားစုဝင်နော်ညနေပိုင်းမှာတကယ်လို့ကိုလောက်လိုက်ရှုမရှိဖြစ်ခဲ့ပါဘူးဆိုရင်နော်ဒီဖုန်းနံပါတ်ကလေးကိုလှမ်းဟိုင်းလိုက်ပါနော်ကောင်းချိန်ခါလေးကြီးလှုပ်လှုပ်ရလို့ပါမိသားစုဝင်နော်အဲ့ဒါလေးနားလဲပေးပါနော်မနေ့ပိုင်းကတော့ခုနှစ်နာရီကိုကောင်းမဖြစ်မနေတက်လွန့်ပေးမယ်လိုက်ရှုလို့နော်အဲ့ဒါလေးတော့စောင့်ညော်ပြီးတော့မိသားစုဝင်နဲ့ ဩဟုတ်တယ်နော်ဟုတ်ကဲ့ပါကြိုက်ဆုံးတစ်ခွက်လောက်ကိုးတယ်ကြိုက်ဆုံးအခွက်ကတော့1 2ပဲနော်ကြိုက်ဆုံးအခွက်ကတော့1 2အကြိုက်ဆုံးတစ်ခွက်ထဲရွေးရမယ်ဆိုရင်1 2နော်ဒါမှကြိုက်တာဒီနှစ်ခွက်နော်ဘောတစ်ခွက်ထဲပြောလို့တစ်ခွက်ထဲကိုရွေးတာနော်မိသားစုကဲကျန်တဲ့မိသားစုနေဒီနှစ်ခွက်ကလေးကိုနည်းနည်းတင်မယ်ဒီနှစ်ခွက်ကလေးကိုရမ်းမယ်ဒီဘက်ထဲကနှစ်ခွက်ကလေးကိုလည်းပြောမှဆိုရင်ဒါဒူးရံလောက်မှထည့်ပေးလို့ရပါတယ်နော် နားလေးဖြောက်ကွက်ထဲပါဒါသူဝင်နေနော်ကဲအားလုံးပဲစိတ်ချမ်းသာကိုကြမ်းပါကြီးမင်္ဂလာရှိတဲ့နည်းနည်းခင်းလေးကမှစာယူမိသားစုဝင်ညစီပေါ်လက်လာပါလိလောက်ကိုင်းနေရတဲ့အားလုံးပဲမိသားစုဝင်နေပြောဆိုပြီးတော့ပြောနေအဆိုနဲ့ဟာလားဆရာ9နာရီလားမဟုတ်ဘူး12နာရီပါနော်12နာရီဈေးပါနော်12နာရီတမင်းနေဈေးအတွက်ပါနော် ဲကလောင်လဲ line မောဆင်းတော့မယ်နော်မိသားစုဝင်နေ